ရာအလွန်ရေးပါတဲ့နိုင်ရကန်ပြွာကုန်းကိုအရခတတော်အေနဲ့မဟာမိတ်တွေကအော်တိုဘာ၁၄ရက်မနေ့ညနေပိုင်းမှာအပိသက်အသိမ်းပိုင်နိုင်ပြီလို့သိရပါတယ်။ရခိုင်ပြည်နယ်အဆက်မကွေးတိုင်းငဖဲမြို့နယ်ကနိုင်ရကန်ပြွာကုန်းမှာစကောက်စီတက်အရာရှိတွေထွက်ပြေးသွားပြီးနောက်စစ်မှုရန်တနန်းစင်တသားသက်တွေခုခံခဲ့ပေမဲ့လေမနေ့ကအလုံးစုံရှင်းလန်းနိုင်ပြီလို့တတိုင်းမြတူကပြောပါတယ်။အမ်ဘဒန်လမ်းပိုင်အနီးကအကြီးဆုံးစခန်းဖြစ်တဲ့နိုင်ရကန်ပြွာကိုအေနဲ့မဟာမိတ်တွေက2025နိုဝင်ဘာကတည်းကအထွတ်ဆက်စတင်ခဲ့တာပါ။ ကာကင်းစကန်တွေကိုအေအေနဲ့မဟာမိတ်တွေကတခုပြီးတခုသိမ်းယူနေပြီးစစ်တပ်ကအရာရှိတွေအပေါ်ဝင်တင်ဆောင်ဒဏ်ရာရသူထွက်ပြေးသူအလင်းဝင်လာသူအများပြားနဲ့အထိနာနေကြတာပါပြီးခဲ့တဲ့စက်တင်ဘာနဲ့ဒီလဇန်ပိုင်းတိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ကအထိနာပြီးဗျူဟာဂုံးကအရာရှိပိုင်းတွေအော်တိုဘာ9ရက်ကလေးကအစုတ်ခွာထွက်ပြေးသွားတာလို့သိရတာပါအော်တိုဘာ10ရက်မှာအေအေနဲ့မဟာမိတ်တပ်တွေကဗျူဟာဂုံးနဲ့အထိဝင်ရောက်တိုက်ခိုက်ပြီးအော်တိုဘာ14ရက်မှာတော့အပိသက်သိမ်းပိုင်နိုင်ခဲ့တာလို့သိရပါတယ် စစ်ရေးတရင်မြတ်တို့ကအစမှုတန်းတနန်းစင်တသားသက်တွေထွက်ပြီးတာလက်နက်ချတာအများကြီးပဲလို့ပြောပါတယ်။နယ်ရေကန်ဗျူဟာကုန်းကိုအေနဲ့မဟာမိတ်တပ်တွေကအသိမ်းပိုက်လိုက်ကြောင်းရေးသားထားတဲ့သတင်းကိုလည်း96 Soldier PDF ဦးဆောင်သူတို့ဖြစ်တဲ့ကိုဇေယလွင်းကလည်းနယ်ရေကန်ဗျူဟာကုန်းကိုအပြစ်သက်အသိမ်းပိုက်လိုက်ပါပြီဆိုတော့ကိုလူမှုကွန်ရက်မှာမျှဝေထားပါတယ်။96 Soldier PDF ဟာအေနဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်ခိုက်နေတဲ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ အေအေကတော့အနေရကံဗျူဟာစကန်တဲ့တိုက်ပွဲနဲ့ပတ်သက်လို့အသေးစားသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။နေရကံဗျူဟာကောစကန်တဲ့တိုက်ပွဲမှာအေအေနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ပြီးသူကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကတော့နေရကံကိုအလုံးစုံရှင်းပြရင်တော့မကွေးတိုင်းဝင်ပေါင်းပွင့်ပြီးအေအာဝရီမြက်နောက်ချမ်းအားလုံးကိုစစ်ကောင်စီကလက်လွတ်ရဖို့တေချာသွားပြီလို့သုံးသပ်ပါတယ်။လက်ရှိမှာအမ်ဘဒန်လန်မင်းတုံတရက်စင်ပေါင်ဝဲမင်းလောက်ငဖဲမြို့နယ်တွေနဲ့ပသိမ်မွန်ရွာလမ်းပိုင်းတွေပဲခူးတိုင်းတဲ့ကတောင်ကုတ်ပဒောင်ကားလန်း ။ ARD တိုင်းတွေကအလေးမျက်နှာမြို့နယ်တို့မှာလည်းစက်ကောင်စီတက်တဲ့အေအေပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါပါရှင်။